မင်းတို့ဒီမှာရှိရင်အလိုလိုပပျောက်ပါစေလို့သူလည်းတောင်းပါလေအမြဲတမ်းလည်းဖွင့်လို့ပါလေအကယ်၍မင်းငါတို့ဒီဒီမင်းတို့လိုပဲပုထုရှင်ဖြစ်ရရလျောက်မတော်တဆမာရင်ခဲ့သောပြမမိခဲ့ရှိသောအားလုံးကုန်သောတတိသားမြင့်မြင့်ဒီလိုကြွတ်ရအောင်အနုအညွတ်တောင်းပါပါလေအားလုံးဖွင့်လို့ကြပါနော်ဒါရင်ဘယ်အဖေမြင်အောင်လဲအတိုင်းကျွန်တော်အာအုံးငပြောအစရှိသူတို့ဖြင့်လူပါလူအစုစုတို့ဖြင့်အားရဝင်းသာနေ့နေ့ကြိုက်ကြိုက်ပူဇော်ကြတော့ရတယ်ဘောစီကျွန်တော်လည်းမဆိုင်ပါ သူတို့တွေသာလင်ကျွန်တော်နဲ့ဆိုင်စီဟူရဲအကြပါပြီဒီပွဲဒီကျွန်တော်အဖေဘိုးတော်ဟန်နဲ့လာဆိုင်တဲ့အတွက်ဒီပွဲနဲ့ကဝိတုပစ္စည်းအကုန်လုံးတော့အအဖေကိုယ်တိုင်ကြွရည်အဖဆရာကြီးများကိုရည်စွေကျွန်တော်မှတစ်ဖြက်ဒါနပြုပါသည်အားလုံးဆရာတော်ကြီးများကြွရောက်ရည်အလူခံတော်မူကြပါဗျာကတော့ဆရာကြီးတို့ဟုတ်တယ်ပါလေဘုရားလုံးဒါကြောင့်အဖေကိုယ်တိုင်ကြွရောက်ပြီးစောင့်ရှောက်ထိုင်းသိမ်း ဒီလက်ခံတော်မူပြီလေကျွန်တော်ကတစ်ခက်ယခုကျွန်တော်အာအနန္တောကျွန်တော်တပည့်ဖယားကြီးကစရည်သူ့တပည့်အားလုံးတို့ကိုအတ်တလို့ကျွန်တော်ကတစ်ခက်ကျွန်တော်တပည့်နဲ့တူရောက်ရှိနေကြသောသာမင်းနဲ့ဒီတို့ကျွတ်တို့အားအဖေကြီးဘောတော်ဟံအမှုထိုက်အဖဘောတော်ပြုဖဘောတော်စကြမယ်ဖဘောတော်ပွင့်အစရှိသောအသက်ဝိဇ္ဇာဆရာကြီးပေါင်းတော်ကလည်းကောင်းဓာတ္တဝုဒ္ဓလကဝုဒ္ဓပကကိုးရသောနမင်းလေးပါနဲ့ သူလေဘောထောင်မော်ပြီးသံလင်စစီတော့နမကြီးအာရဏဝါ၎င်းဝိဒကသုံးပုံမိခင်မေတော်များသာတော်ကိုခင်းရခြင်းခါကအမလေးဒီကြောင့်ပြောတော့သွားတရိယနော်သာတော်ခင်းရခြင်းခါကအိန္ဒိယကဝန်ကြီးချုပ်တန်တန်နဲ့ကျွန်တော်ကိုအဆောင်အယောင်ကြပြီးတော့ခင်တော်လေးလာထောင်ပေးတဲ့ဝိဒကသုံးပုံမိခင်မေတော်ကြီးတွေသိအောင်သားတွေသိအောင်ပြောပြနော် အဲ့ဒီလိုကျွန်တော်လဲလာထောင်ပြီးတဲ့နောက်စားရ၊ပောက်ရ၊ဝတ်ရ၊နေရ၊ခိုင်းရ၊ဖုံးကြည့်ရအစရှိသည်တော့ကိုသစ္စာရှိတဲ့လူမှန်သမျှသစ္စာရှိတဲ့တပည့်မှန်သမျှတို့ကိုဘလို့ဘုမမျက်နှာမလိုက်ဖဲသစ္စာရှိတဲ့မိမသစ္စာရှိတဲ့ယောက်ျားဘူသွေးတို့ကိုချမ်းသာအောင်မလေးရှိတော့ဘေးကသုံးပုံမိခင်မတော်များသာအုတ်ခေါင်းတို့ကြွရခုနေရာမရှိလို့မတ်တ ရပ်ပြီးလက်အုပ်ချီနေတဲ့တပည့်အလုံးတို့အား၎င်းကိုကြီးကိုငါလက်အုပ်ချီ၍သားရေသမီးရေမိရေမြစ်တဲ့ဒီရေကျွတ်တဲ့အစရှိသည်တို့အား၎င်းဘယ်သောအခါမှမဆင်းရဲကြရအောင်ဒုက္ခမရောက်ကြရအောင်အကယ်၍သားနှင့်လင်းနှင့်ခင်မွန်းနှင့်သောတော်လောက်ကိုင်းစားတော့တဲ့အခါပင်မနှွမ်းနေ၍သိလက်မကြီးမသားမတော်တဆပြင်းမာခဲ့တဲ့အပြင်းမာရှိခဲ့သည်ရှိတော့ နောင်ကိုလည်းမတော်တဆပြမမိခဲ့သည်ရှိသောအခုလည်းစိတ်ထဲကပြမနေသေးရှိသောအတိတ်နာကပြစ်ထုတ်ပေါင်းစွာသောသုံးမ၌ဘယ်အစွန်းမှမညအောင်၎င်းသာသမီမြင့်မြင့်ဒီတို့အဆရှိသည်တို့ကိုစားသားတော်လုံးဝတောင်းဝန်ယူပါသည်အပြစ်ဆရာခွင့်လို့သိခံတော်မူပြီလေသွင်းကြောဂိုင်းတော်ကိုသသွေးမတိတ်မမှန်ကန်တဲ့မိစ္ဆာအောက်လန်းရောင်ဆောင်နေတဲ့လူတွေမှန်သည် အဖေကိုယ်တိုင်ကြွပါကျွန်တော်အတန်တန်ပြင်ပေးပါတယ်အဖေဂိုင်းကိုဖြည့်စည်းနေတဲ့လူမှန်သမျှကိုကျွန်တော်နဲ့အတူဟောဒီမှာရောက်နေတဲ့မာမီမီတီတို့ကျွတ်အစရှိသောအာဇာနီယောက်ျားတွေရှိသလိုအာဇာနီမိန်းမတွေကလည်းနောက်မထုတ်ဖဲနဲ့ရွှေရောင်ဝေရောင်တပြောင်ပြောင်ပေါက်ပေါက်လာအောင်ကျွန်တော်နဲ့အတူဆောင်းရှောက်ကြမယ်တပီအပေါင်းတို့ဟာ အသက်နဲ့ထိုက်၍မေတော်ဤရင်ခွင်တွင်သို့ကျွန်တော်ဘုရားရင်အနံခဲ့ပါသည်အလုံးကုန်စောင့်ရှောက်တော်မူပါမိခင်မေတော်မြတ်ဖရာကျွန်တော်တို့ဆွေကြဲခိုင်းရတယ်ပတ်တယ်ရောခိုင်းရတယ်ပတ်တယ်ရောဒီနေ့မှနေတယ်ဒီဘယ်နေ့ဆက်ရှင်းနေလားခေါ်ဆက်လေးဟုတ်လား တတိယနလ84နှစ်ဆိုချင်းနလ84နှစ်ဆိုချင်းဒီကြောင့်ရတော့ဂိုင်းတော်ရဲ့တာလာပုံဘုရောပြားနဲ့တာလာပုံတော့ထနေပါလိမ့်ဒါပေမဲ့ဟိုဒီတော့ရဲ့အတိတ်တဲ့ရှိရှိနဲ့ဆက်သွင်းထားဖို့အတိတ်တဲ့ရှိရှိနဲ့တော့ကွာအဲ့ဒါလေးတွေကိုဘာလို့ဆွေးရလဲလို့ဆိုတော့ကုသတော်လဲအဲ့ဒါလေးတွေကိုဘာလို့ဆွေးရလဲသူအတံမသွင်းမထားကြတော့ကြာပါ ကိုတော့ပြန်ပြီးသွင်းကြရစီရတယ်ကတော့နေရောက်လဲသွင်းကိုရောက်လဲသွင်းကြရစီရတယ်ကတော့နေရောက်လဲသွင်းကိုရောက်လဲသွင်းအဲ့လိုအမှန်ကအမှန်ကဆွင်တော်ဣစ္ဆာတရားမိတ္တိစီခိုင်းပြီးဘယ်ရစားပါလဲလို့မေးရင်တို့ကဖြေရမှာမင်းသားကြီးဥပ္ပဝါစားပါလေလို့ဖြေရမှာဘယ်မင်းသားကြီးဥပ္ပဝါလဲလို့မေးလို့ရှိရင်အလောင်းမင်းကြီးဥပ္ပဝါစီရအလောင်းမင်းကြီးဥပ္ပဝါစီရပါ မောင်ဝိုင်းရဲ့မင်းသားကြီးဥအောင်ရဲ့ကိုရီးတော်ရဲ့မင်းသားကြီးဥပငယ်ချင်းသုံးယောက်ရှိတယ်ကြီးဆိုတဲ့အတောက်ကျမ်းလာမယ်အဲ့ဒါဘိုးဘောင်မဟုတ်ဘူးရှင်ပင်မျိုးနာမည်ကမင်းသားကြီးဥအောင်အဲ့ဒီငယ်ချင်းသုံးယောက်ကာလဒေသအခြေအနေကြောင့်ဒီပြားကြီးကိုယ်တိုင်ဆရာတော်ထံအနံ့ခဲ့တဲ့အခါမှာဆရာတော်ကလူခဲတွေခံပြီးတော့သူ့ဝါဒနာနဲ့သူသင်ပြီးတော့မင်းချင်းတဲ့လူကိုအထာရသဲမင်းသားကြီးဥအောင်လို့အင်း ဆွဲဘောက်ပညာဝါဒနာပါတယ်ဆိုပြီးတော့အဲ့မှာဆွဲဘောက်ပညာစကားနေပြင်တော့ဝါဒနာလေးတွေတိတိဆိုင်ဆိုင်သင်ပေးတဲ့ခါကျတော့အရွယ်လေးတွေနဲ့လျော်ညီသွားအောင်မြင်အောင်ဆိုတော့ကွာဒါတွေကရှေ့တိတ်ကူပါလေရှိပြီလားကိုင်းလာလို့နေတိုင်းဥအောင်ခေါ်မောင်အောင်လေးပညာတတ်တဲ့ခါကျတော့အချိန်လေးကောင်းလာတော့မောင်ဝိုင်းကိုပြန်ခေါ်မောင်ဝိုင်းလည်းသူ့ထိတ်နိုင်နဲ့သူ့ကလည်းသူမောင်အောင်ကလည်း သူ့အောင်ဖြစ်နေသူ့ဘဝနဲ့သူကိုကြီးရတယ်သူ့ဘဝနဲ့သူအသီးသီးအရွယ်တွေထောက်လို့နေကြတဲ့ခါမှာတို့ကဒီစားလေးကိုပြန်ဖော်ထုတ်ရခြင်းအပြင်ဘိုးဘိုးအောင်ကယ်တာမဟုတ်ဘူးဆိုတာကိုမင်းသားကြီးဥအောင်ကစတဲ့အကြောင်းပြောလိုက်ရင်ဘိုးအောင်ကယ်တာမဟုတ်ဘူးဆိုတဲ့စကားလုံးကအော်တိုမက်တစ်ပြက်တော့ဟိုလူတိုင်းဘိုးအောင်ကယ်ကြီးမှန်အဲ့တော့မင်းသားကြီးဥအောင်ကနောက်ဆုံး နန်းနဲ့အေးတဲ့ဘုံဖြစ်တော့မောင်ဝိုင်းကိုရှောင်းတိန်ခိုင်းတာပြီးတော့မောင်ဝိုင်းကန်စားတာအထမှာထင်းနှံတိန်ခိုင်းတာဗလားတူရထင်းနှံရတဲ့ခါကျတော့မဟာမျိုးမဟာတွေကိုမင်းမသတ်ပါနဲ့လို့ဆိုတော့သတ်ပြရမှာဆိုပြီးတော့မောင်ဝိုင်းကသူ့ကိုမုန်းတာမုန်းတော့အဘဆက်ဆက်ခွေးပြောလို့ပြောပြတဲ့ခါကျတော့ရှင်မင်းကြီးမကြည့်ဘူးအဲ့လိုပြောအောင်လားဆိုပြီးအပားတော်ကြီးဖြစ်တယ်ဟိုတော့ကဒါတွေကို ဓာရီလာနဲ့ထိုးကိုခုတ်ဖို့လို့နောက်ကနေထွက်လိုက်တယ်ရှင်မလူမဲ့ပြောင်းသုံးမှမကြမ်းဆက်နောက်ကကောင်လေးဖေးကုန်ရင်နာလို့ကျဲလိုက်တယ်လက်ညိုးထောင်ဝင်းဝင်းဆိုတော့ဒါဖြစ်တဲ့ကောင်တော့ပါတယ်အဲ့တော့လက်ညိုးထောင်ဝင်းကျင်းကမြဆွဲရတဲ့ဓာနဲ့လက်နဲ့ကန်တာပဲခုတ်လို့မရဘူးအဲ့ဒီလူမင်းကြီးဥအောင်ရဲ့တကိုးကြောက်မင်းတို့တို့တူသည်သစ္စာရှိရှိနဲ့ဂိုင်းတော်ရဲ့စကားကိုနားထောင်သွားကြရင်ဆဲတော်အစ်စ်နဲ့ပညာသင်ကြတဲ့တပည့်မှန်သမီးတို့သည် အဲ့ဒီလိုခုံးမဲ့ရိုက်မဲ့ကြိုင်တွဲတဲ့လက်နဲ့လက်နဲ့ကနေရင်ဒါပဲကြောင့်ဟုတ်လားအဲ့ဒီဆိုတော့မင်းသားကြီးဦးအောင်နန်းနေရတော့ပုံကြီးဖြစ်တော့ဒီဒီဘောရဲခေါ်တဲ့စัจ Java မင်းသားလေးဟာအဲ့တော့ဒါရဲ့၆နှစ်သားရှိတယ် အဲ့တော့မင်းလိုအကောင်မျိုးမကြည့်ခြင်းမင်းပဲမင်းရှင်သူဖြစ်တဲ့စัจ जा မင်းသားလေးကိုငါကြေအောင်မယ်ဟုတ်လားပုံတော်စัจ जा ရတယ်ပုံတော်စัจ जा ရှင်ဖြစ်တဲ့အဖဆရာကြီးသူကစัจ जा ရတတ်တဲ့မင်းသားကိုမင်းသားအဲ့ဒါဒုက္ခေဘုရားဟန်ရှိတဲ့ခါတည်းကဒီရာဇဝင်နဲ့ဒီအကြောင်းကို ်ပညာ20နဲ့ပြောတော့နော်အင်းအဲ့လိုဘုံနောက်ဆက်ကြခြင်းဖြစ်တဲ့မင်းရှင်သွေးကိုငါစောက်ရှောက်အောင်မယ်တဲ့မင်းနဲ့ငါနဲ့တော့လာဆိုင်ကြမလို့ဘူးတဲ့မင်းအဲ့ဒါကြောင့်လို့သူ့ကိုပြန်ဆုံးမတဲ့အနေနဲ့ခိုးတထောင်သမင်းကြည့်တယ်ဆိုအဲ့ဒါပေါ့မင်းသားကြီးအောင်ကြည့်တာဘိုးဘော်ကြည့်တာမဟုတ်ဘူးမင်းသားကြီးဥအောင်ကခွေးတထောင်သမင်းကျွတော့ဘယ်နေရာမှာသွားကြည့်ဆိုတော့ဒီဘောရဥဝင်ဖြစ်မဲ့ရှင်မင်းရဲ့ ကိုရင်မြို့အရှိပါသွားကြည့်မြို့မင်းအရှိပါသွားကြည့်တော့ဘာလို့ခွေးကြည့်ရတာခွေးကလူတဲ့တခါရှိတယ်သခင်ကိုတော့မမေ့ဘူးတဲ့ထမင်းတရုပ်ကြည့်ထားတယ်အဲ့ဒါခွေးကိုကြည့်ရကြည့်ရတယ်လူတွေကတစ္ဆာမရှိဘူးတဲ့တချို့ရှင်ရှင်များကလည်းခွေးလောက်တော့မတစ္ဆာမရှိဘူးအဲ့လိုပြောထားတယ်အမားသူ့တငယ်ချင်းဘိုးတော်ဦးဝဲကိုပြောစင်တော့ဆုံးမတယ်လို့ပြောချတယ်အဲ့ဒီပြောမှလည်းဖန်ခိုင်းတယ်ဘထုံးရုံဆိုဆက်ချက်နဲ့ဆော့ဖန်တော့အဲ့ဒီမှာမင်းလိုက်ဦးအောင်ခင်ဗျာမှာအထက်ပြေးလိုက်အောက်ပြေးလိုက်ကြီးရဥစ္စာတွေရှင်းအောင် နော်ဘူးတရားအဲ့လိုတင်းလွှဲကနေပြီးတော့အမတန်ကြောက်ရွံ့ဖို့ကောင်းတယ်နန်းတို့အေးတော်ကြီးဖြစ်လာအဲ့လိုရှင်မျိုးတွေနဲ့အထက်ပါမှာပြီးပေးလိုက်အောက်မှာပြီးပေးလိုက်ပေးရတဲ့ကြားထဲမှာသူ့မြစ်မြစ်တော်ဖြစ်တဲ့အဲဘောရဝဲပါအကြီးသခိုင်းမင်းသား သခိုင်းမင်းသားကမိုးတဲ့သာကနဲ့ဒီမင်းကလေးဒီမင်းသားရဲ့သမီးတော်စန္ဒာဒေဝီနဲ့ညာပြီးမွေးတဲ့အဖဆရာကြီးဆိုတော့ဘိုးတော်ဦးရဲ့မြစ်တော်အဖေကြမြစ်တော်နော်လူအဟောရာအဖေပြောကြတာညီမုံမြစ်ဘိုးတော်ဦးရဲ့သားကြီးစစ်ကိုင်းမင်းသားကြီးရဲ့သား ကမိုးထုတ်လိုက်တာဆိုတော့မြစ်ကြပါ့ယောဒီမြင်းသမီးနဲ့အဲ့ဒီသခိုင်းမနာရဲ့ပါနဲ့အเจ้าပါလို့ရတယ်ဆက်ကြမယ်လား